Hello Commentarios ပိုင်းတိတ်မှာဒီနေ့အသိဘယ်မျိုးရောက်နေလဲဆိုတော့ဗီယက်နမ်နိုင်ငံမြောက်ပိုင်းရဲ့ကဘာကျော်မျိုးတစ်မျိုးဖြစ်တဲ့စာပါဆိုတဲ့မျိုးပဲဖြစ်ပါတယ်ဒီစာပါမှာအသိဒီနေ့ရှောက်သွားရှောက်စားပါမယ်ဖြစ်ပါတယ်အခုလောလောဆယ်တော့မနက်9နာရီဝင်းကျင်ရှိပါပြီအခုအသိတို့နောက်မှာမြင်တွေ့နေရတဲ့တောင်နှန်းကြီးအားကြတော့ဒါအင်ဒိုချိုင်းနာဒေသမှာဆိုရင်ဒါကလုံးဝကိုအမြင့်ဆုံးတောင်ပဲဖြစ်ပါတယ်ကဲနောက်ပြီးတော့ဒီ တောင်နန်းနေရဲ့နောက်မှာဆိုရင်အဲတရုတ်နိုင်ငံနဲ့နမိတ်နဲ့ထိဆက်နေရပေါ့နော်ယူနန်ပြည်နယ်နဲ့ထိဆက်နေပါတယ်အဲဒီတော့သူကယူနန်ပြည်နယ်တရုတ်နိုင်ငံနဲ့ဒီဗီယက်နမ်နိုင်ငံရဲ့နယ်စပ်လို့ပြောလို့ရပါတယ်နော်ကဲနောက်ပြီးတော့ဒီစာပါမျိုးကကဘာကျော်နေရာတစ်ခုပါနိုင်ငံသားခီးသွားရည်လည်းအယံများတယ်တရုတ်တွေလည်းအယံလာတယ်အာရှနိုင်ငံသားတွေလည်းအယံကိုကြိုက်တယ်အဲမြို့တစ်မြို့ပါကဲဒါဆိုရင်အသိန်းတို့ဘယ်လောက်လာလဲဆိုတော့သွားပြီးတော့ကြည့်လိုက်ရအောင်အဲဒီဘက်ဘေးမှာဟုတ်ကွာဒီမှာမသိရင်အဲ့လိုယူရုပ်ယူရုပ်ဆန်နေဒီဘက်ကသိလား ကြည့်လိုက်တာနဲ့အတန်ရရောက်ချင်းကိုကြည့်လိုက်တာကိုယူရိုပစံနဲ့ဘေးမှာတောင်ဆောင်လေးတွေပေါ်မှာလို့တိုက်လေးတွေစောက်ပြီးတော့အလိုမျိုးမြုပ်တည်ထားတာကွာအဲတော်တော်လေးသက်သက်ရဲ့လေးရှိတယ်အသိန်းကားကွင်းကနေလာတာကြည့်လိုက်တာဆိုရင်ကဲဒါဆိုရင်အသိန်းတို့လောလောဆယ်တော့မနက်ဆောင်တဆလောက်အောင်မဖိုင်ရန်စနေပြီဟိုတယ်ကတော့ချက်ကမရသေးဘူးကဲဒါဆိုရင်မနက်ဆောင်တဆိုင်နဲ့မျိုးရဲရှောက်ပတ်ကြည့်မယ်ကွယ်ကဲလိုက်ကြည့်ပေးကြပါအောင်ဒီဘလော့လေးကိုကဲဒါဆိုရင်အသိန်းတို့မနက်ဆောင်တဆလောက်ရအောင် let's go စပါမျိုးရဲရောက်ချင်းမနက်ခင်းလေးမှာပဲအသိန်းတို့ချစ်ကန်ဖာဆိုင်ဆိုင်တွေ့ရတဲ့အတွက်ကြောင့်မို့လို့အသိန်းတို့ဝင်စားခဲ့ပါတယ် အသိန်းတို့ဟန်ရိုက်မှာစားခဲ့တဲ့ဖာတဲ့ဒီဟာစာပါမျိုးအားဖာပို့ပြီးတော့ရတာကောင်းပါတယ်။နောက်ပြီးဒီဖာထဲမှာဒီလိုမျိုးအီချာကွေအကျွတ်ကျော်လေးကိုအဲ့လိုမျိုးစိန်ပြီးတော့စားရတာလည်းတကယ်ကိုကောင်းပါတယ်။ဈေးနှုန်းကတပွဲကို Vietnamese Dong 9000ပဲစားတဲ့ dress ဈေးကလည်းအရန်ဟိုတန်နေအဲ့ဒီတော့စာပါရောက်ရင်သွားထိုင်ကြည့်ကြပါနော်။ကဲကြောင်ညာတစ်ဖက်နေနဲ့စာပါမျိုးကိုဘလိုမျိုးဘတ်စ်နဲ့လာလို့ရလဲဆိုတာရောအသေးညွှန်ပြထားတဲ့ဗီဒီယိုကလစ်လေးရှိပါတယ်အဲ့ဒါလေးကိုတစ်ချက်ကြည့်ပေးစားပါအောင်နော်ကြည့်တာဆိုရင်ဘတ်စ်စတေရှင်ကိုအသိမ်းပြန်တော့လိုက်ရအောင် Let's go ကဲဆပါဘလို့သွားလဲဆိုတော့ဗီဒီယိုကလစ်ကနေပြီးတော့ပြန်လဲရှင်းစိုးလိုက်ပါတယ်။အဲတော့ဒီယာကဆပါကိုအာသူကညှထွက်တယ်ကွာဒီလားညှကိုအာ9နာရီခွဲထွက်တယ်ကားရှိတယ်။မနက်ခင်းဆိုရင်လည်း9နာရီ10နာရီ10 9နာရီ10အဲ့လိုမျိုးထွက်တဲ့ကားတွေလည်းရှိတယ်။သူကတော့ဟို daily တော့မတူပေါ့နော်။အဲ့တော့တကယ်လို့ကိုကအဲ့လိုမျိုးညှသွားရင်တော့ပို့ပြီးတော့အဆင်ပြေတယ်။အဲ့တော့ဟိုတညာလုံးစီးသွားလိုက်6နာရီပဲစီးရတယ်။မနက်ကျရင် အဲစပါအောင်ရောက်မှာပေါ့ကွယ်အနောက်စော်ကြီးစပါအောင်ရောက်မယ်အဲ့တော့အဆင်ပြေတယ်เนาะအဲ့တော့အတိုင်းအား sleeper bus ကိုယူထားပါတယ်ကဲဒါဆိုရင်ဘလို့ရှိလဲဆိုတော့တင်းတော့သွားပြီးတော့စိတ်စိတ်လိုက်ရအောင်โอเคအဲသူကတော့တယောက်ကိုဟိုအားလောက်ရှိတယ်အဲ Vietnam down 4သိန်းခွဲเนาะဟိုမှာဆိုတော့9သိန်းဝင်းချက်ရှိတယ်ဒါအသိန်းတော့နည်းနည်းလေးအဲ3ယောက်သွားဆိုတော့စိတ် short ခိုင်းလိုက်တော့4သိန်းခွဲနဲ့ရပါတယ်ကဲဒါဆိုရင်သွားလိုက်ရအောင်လက်ရှိပေးကြပါအောင်ဘလို့စီးရလဲဆိုတော့သွားရအောင်เนาะ ောက်ကဒီလိုမျိုး express bus နဲ့ဆီရမယ်ကွယ်။အဲဆိုသွားပြီးတော့ဒီလို express နဲ့သွားတက်စီလိုက်ရအောင်အတွင်းနဲ့သွားပြီးနော်။ Okay. Let's start on let's go. ကဲဒါကတော့စပါမျိုးကိုသွားရင်နာမည်ကြီးတဲ့ sleeper bus ရဲ့အတွင်းပိုင်းဒီဇိုင်းပုံစံတွေပဲဖြစ်ပါတယ်။အသိဉာဏ်စီးနေကြ Express Bus အမျိုးအစားပုံစံမျိုးတွေကိုပဲဒီမှာ Sleeper Bus ပုံစံမျိုးတွေပြောင်းထားရပဲဖြစ်ပါတယ်။အဲ့အခန်းထဲမှာအိမ်မှာ TV တွေပါတယ်။အိမ်မှာအသွင်ကြိုးပလက်ပေါက်ဘာညာတာတကာမတ်စကာလာအကုန်ပါတယ်။ ။နောက်ပြီးကာထွက်ပြီးဆိုရင်လည်း like ကလေးကိုအဲ့လိုမျိုးလေးပိတ်ပြီးတော့တခါတည်း AC လေးအိတ်သွားရင်လည်းစာပါမျိုးကို like သွားရုံပါပဲ။စာပါမျိုးကိုသွားတဲ့လမ်းကတောင်ကျောလမ်းအများကြီးအကွေးကောက်တဲ့အရန်များတဲ့အတွက်ကြောင့်မို့လို့ကာမှုတက်တဲ့ဆိုရင်စေးကြိုတောက်သွားပါ။နောက်ပြီးအောက်ထပ်မှာပဲကာမှုတက်တဲ့သူတွေကအဆင်ပြေပါပဲနော်။ကတာလေးကတော့၄သိန်းခွဲဗီယက်နမ်တောင်ပေးရတယ်။ညစီရတယ်။ကားလေးပါဖြစ်ပါတယ်။ကတာဆိုရင်သိန်းတို့စာပါမျိုးကိုပြန်ပြီးတော့သွားလိုက်ကြ။ Let's go ။ပတ်တဲ့ချက်ကမရသေးတော့ဒီနားလေး ်ချက်လေးရှောက်ပတ်လိုက်မယ်ကွယ်။သူကကြတော့အဲ့လိုမျိုးဟန်ဝိုင်းနှဲတော့ကွာတယ်။သူကတော်တော်လေးကိုတတရေးရလေးရှိတယ်။တောင်ပေါ်မြို့လေးဆိုတော့လေဟိုမိုက်တယ်ကွာတိလားမသိရင်အနောက်နိုင်ငံတစ်ခုခုကိုရောက်နေတယ်လို့ခံစားရတယ်။တိုက်လေးရလို့လေးမိုက်တယ်နော်။ကဲတလန်းလုံးတလုံးလေးကိုပဲတမြုံလုံးလို့လေးလေး resort တွေ hotel တွေ inn တွေကုန်ရှိပါတယ်။ ကဲဒီလမ်းကတော့ server ရဲ့ main land လို့တောင်ပြောလို့ရပါတယ်ဘာလို့လဲဆိုတော့သူကဒီတလမ်းလုံးမှာဆိုရင် coffee site နေရှိတယ် restaurant နေရှိတယ်အဲ့တော့ကိုတက်တဲ့ဆိုင်ကိုဝင်ပြီးတော့စားလို့ရတယ်ဒေးတုံးနေလည်းရှေ့မှာအမန်ကြီးပုတ်တွေပြပေးထားတယ်ကွာအဲ့တော့ကိုကြိုက်တဲ့ဆိုင်ကိုကိုဘတ်တကချိန်ပြီးတော့စားလို့ရပါတယ်ကဲဒါဆိုရင်တင်းတော့ပြီးတော့ coffee လေးသွားဝယ်လိုက်ရအောင်ကဲဒါ hotel ကိုပြန်နေတောင်တက်အစင်းမှာပဲဒီဘက်မှာတောင်ကြီးကမိုးထွက်လာပါပြီ wow အပြင်မှာတော့ဆွဲမိုက်တယ်ကွာ ီဒီယိုမှာတော့အဲ့လောက်ရှိတော့တိတ်တော့မလာဘူးပဲပြင်မှာတော့မိုက်တယ်ကဲဒါဆိုရင်အခန်းပြန်လာအောင်မယ်ကွယ်ဟိုတယ် check in ဝင်လိုက်ပါအောင်မယ်ကဲသွားလာအောင်မယ် let's go ဟိုအသိန်းတို့ရွေးထားတယ်ဟိုတယ်ကအခုထိအခန်းပြနေတော့ကွယ်အဲ့လီ check in မရတော့ထိုင်ဆောင်လိုက်အောင်မယ်နေ့လယ်နှစ်နာရီမှပဲရမယ်လို့တော့ပြောတယ်ဒါမဲ့လည်းအတိုင်းနိုင်ဆုံးတော့ရအောင်နော် try ခိုင်းထားတယ်ကွယ်ပေါ့ဆိုအရန်လည်းပြင်ပန်းထားတော့လေအဲ့ဒီတော့အခန်းဆောင်နေရင်လည်းခုနဝယ်လာတဲ့ Vietnam coffee လေးကို transfer လိုက်ပါမယ်အသိန်းကတော့ Vietnam cappuccino ကိုဝယ်လိုက်ဝယ်လိုက်ပါတယ် นู้อยาตาดิปูมยาเลยแต่อันนี้มาเข้าตีละเส้นนี้ตัวถ่ายค่าเส้นนี้มาสู้ตัวกันเลยอ่าเจโนะงาสังอางาสังอาตองบ่งาสังอาตองอ่าท้ายไปในส่วนงาสังอแบบเวินเซนบ่หัวส่วนนอกเราชิมเลยไม่มาหัวนี่ยส่วนนอกเต็งที่ไหนหัวเราบ่มังงูมันจะโดดบ่มังงูเนี่เราหัวเราชิมไม่ถึงงาเราจะเราชิมไม่ถึงเราจะเช่าทองเวินเซนบ่เราตัวงชิมอะไร ။အဲအသိန်းတို့လိုညာကားစီလာတဲ့သူတွေအတွက်ကဟိုတယ်ချက်ကင်မရသေးရင်베리သွားလည်လို့ရလဲဆိုတော့အသိန်းတစ်ချက်လေးသွားပြီးတော့ညှို့ပေးခြင်းပါတယ်။ကဲဒီမျိုးလေကောင်ကအစာအိုးဝါကြတော့အသိန်းတို့ဒီစပါမျိုးရဲ့ကဘာကျော်နေရာတစ်ခုပြတဲ့ Sun Plaza Super Station ပဲဖြစ်ပါတယ်။ကဲဒီ Sun Plaza အပိုင်းကကြတော့အသိန်း Navlo မှာပါလာမှာပဲဖြစ်ပါတယ်။အဲ့ဒီတော့စောင့်ကြည့်ပေးကြပါအောင်နော်။ အသိန်းတို့လိုဒီလိုမျိုးချက်ကင်မရသေးတဲ့သူတွေအတွက်ကကြတော့ဒီမှာကက်ကက်ဗီလိတ်ဆိုတဲ့ဒီလိုလှပတဲ့တောင်တန်းကြီးရဲ့အောက်မှာရှိတဲ့ကဘာကျော်ရွာလေးစီကိုအသိန်းတို့သွားပြီးတော့လည်လို့ရပါတယ်။ဒီရွာလေးကိုသွားတဲ့လမ်းလေးကလည်းတကယ်ုံမအောင်လှပါတယ်။ဒီနေရာလေးကမသိရင်ယူရိုပနိုင်ငံတနိုင်ငံရဲ့တောင်ပေါ်မျိုးတစ်မျိုးရောက်နေတယ်လို့အသိန်းတို့ခန်းစားရမယ်နေရာလေးတစ်ခုပဲဖြစ်ပါတယ်နော်။ကဲဒါဆိုရင်အသိန်းတို့ဆက်ပြီးတော့ခီးဆက်လိုက်ကြရအောင်။ဒီရွာလေးကိုသွားတဲ့တောင်ကျောင်းလမ်းအကွက်တစ်ခုရဲ့ဂျင်းစီမှာလည်းလူမျိုးလှပတဲ့ကော်ဖီဆိုင်လေးတွေလည်းရှိပါတယ်။ ကဲဒီ coffee ဆိုင်နှင်းလေးတွေကိုကြော်ဖြတ်ပြီးသွားပြီဆိုရင်တော့ဒီလိုမျိုးလှပတဲ့ Indochina ကျွန်းဆွယ်ရဲ့တောင်တန်းကြီးတွေကိုအသိန်းတို့စပြီးတော့မြင်ရပါပြီ။ကဲအခုဆိုရင်အသိန်းတို့ကက်ကက် village ကိုသွားတဲ့လမ်းမကိုပဲဒီလိုမျိုးအယံတာယာလှပတဲ့ရှုံမြောင်ကြီးတွေရှိတယ်။ Mount Fancy ပန်ကြီးကိုအသိန်းတို့ဒီမှာမြင်တွေ့နေရပါပြီ။တကယ်ဦးမအောင်လှတဲ့ပကြီးကြီးတစ်ခုတော့ကြောက်နေသလိုခန့်စားရတာပါကွာ။အဲ့တော့ကိုကဗီယက်နမ်နိုင်ငံကိုသွားလဲမယ်ဆိုရင်ဗီယက်နမ်နိုင်ငံမြောက်ပိုင်းမှာရှိတဲ့စာပါမြို့ကိုရအောင်ကိုသွားပါလို့အသိအကညွှန်းချင်ပါတယ်။ ကဲအဲ့ဒီလိုနဲ့ဒိန်းတို့ခီးဆက်လာလိုက်တာအခုဆိုရင်ကက်ကက် village ကိုစပြီးတော့ဆင်းလို့ရမယ်တောင်ကြီးနေရာကိုရောက်ပါပြီကဲဒါဆိုရင်ဒိန်းတို့ကက်ကက် village ကိုသွားပြီးတော့လေလိုက်ကြရအောင်နော်ကဲနောက်ဆုံးတော့ယူရိုရဲ့ဒိန်းမွန်ဂိုဝစ်ဆောင်လဲလိုက်ပြီကွယ်ကဲဒီမွန်ဂိုဝစ်ဆောင်နဲ့ကက်ကက် village ကိုသွားပြီးတော့လဲပါမယ်သူရဲ့ office ကတော့စားမိုက်တယ်ကွယ်တော့ဘလင်းနေချလင်းနေနဲ့အာရမိုက်တော့တယ်နောက်ကတောင်နန်းကြီး ရဲအောက်မှာရှိတဲ့ကက်ကက်ဖလစ်ဆိုတဲ့နေရာကိုတွားပြီးတော့လဲပါမယ်။ကဲဒါဆိုရင်လိုက်ကြည့်ပေးကြပါဦးနော်။ကဲဒါဆိုရင်ရွာရောက်မှပြန်တွေ့မယ်။ဒီရွာတစ်လျှောက်မှာလည်း sign နဲ့ရှိရပြောပါရတယ်။အဲလမ်းတစ်လျှောက်မှာပါရှိလဲဆိုတော့တင်းတဲ့လူတွားပြီးတော့အာတွားကြည့်လိုက်ကြရအောင်။ Okay ဒါဆိုရင်တွားလိုက်အောင် Let's go ။ဒီမှာ ticket ကကြတော့တယောက်ကို VNN Town တသိန်းခွဲပါ။အာဒီ West Sound ကကြတော့အာဟွာလောက်ကြပါပေါ့။အာနှစ်သိန်းခွဲနှစ်သိန်းခွဲနဲ့စစ်ထားတယ်။ပြီးတော့ဒီကနေပြီးတော့အောက်ကိုတော်တော်ရှောက်အောင်မယ်။ ဲ့တော့အသိန်းတို့ဒီဝက်ဆုံညာဆက်မပြုတ်ွယ်တိရောလာပြီးတော့ခီးလက်ပင်မလာတာဆိုတော့တော်တော်လဲဆိုတော့အဲမော်တော်ဘိုက်နဲ့သွားမယ်ဒီရှေ့မှာမော်တော်ဘိုက်တွေရှိတယ်မော်တော်ဘိုက်စီးကိုအသွား90အပြန်90အော်9000 9000ကွာ9000 9000အာတသိန်းအဲ့ဒါတသိန်းအဲ့လောက်အဲ့လိုအဲ့လိုတွေတော့ဒီမှာရှိပါတယ်အဲ့လိုမှမဟုတ်တော့ဒီကနေပြီးတော့ဆက်ပြီးတော့ရှောက်သွားမှာပေါ့နော်။ဝက်ဆုံကြီးတွေမပါဘဲနဲ့အေးဆေးသွားမဲ့ဆိုရင်တော့အဆင်ပြေတယ်။ဒါပေမဲ့အဲရှောက်သွားနိုင်တယ်ဆိုတော့အသိန်းတော့နည်းနည်းလေးခီးပန်းလာတာတချောင်းနဲ့ဆိုတော့နောက်ပြီးတော့ဟိုတယ်လည်းမနာရသေးဘူးဆိုတော့ ဟိုလမ်းကျုံလုံးဝင်လိုက်တာကွာအဲ့တော့ဆိုင်ကနေပဲတွားလိုက်တော့မယ်โอเคဒါဆိုရင်အောက်ရောက်မှပြတ်တွေ့မယ်ဆိုင်ကနေတွားမယ်ကွာမွန်ဂိုဝတ်စုပ်ယူဝတ်ပြီးတော့အဲပါလေကက်ကက်ကိုဖလက်ကိုတော့ဘယ်ဒီမှာညက်တဲ့သိနေတော့ဒီပြိုင်ဖို့တော့ high speed နဲ့မောင်းနေဟေး high speed နဲ့မောင်းချရဲ့ကွာ quả lén trên trên liều nó hai spin nào mà không này à tôi skill để sẽ show lại ôi xin bạn chi chị chi phê hey, về chào chi và hai spin nào máu này hey. sang cái máu này level là next level đi đi biên này nha ok cái thì vào đi bà các cặp về lịch sử thì vào thì vào này okay. bữa ăn của sáng này okay. được sao mà nhìn thấy con đi đi sang trong đi để bạn nhà ta được cả mascara khi đẹp bộ quế cái đó sau này tính nó to bì đó chỉ đại ảo nó ကဲယူရိုရဲ့မွန်ဂိုသိန်းဗီယက်နမ်နိုင်ငံစပါမှာမွန်ဂိုဝက်ဆောက်ရင်းနဲ့တော့ဈာဆိုင်ကိန်းနဲ့ပေါ့ကွဲကဲဒါဆိုရင်တောင်းကိုဆင်နိုင်ရတယ်တန်းချောကဲကဲစပါရောက်နေတဲ့မွန်ဂိုမာလေးများနဲ့ပေါ့ကွဲတယောက်ကကြတော့မော်ဒီကလာတဲ့မွန်ဂိုရဲ့တယောက်ကကြတော့ချင်းမိုင်ရနေပြီးတော့ခဏပြောင်းရွှေ့လာတဲ့မွန်ဂိုမာလေးပေါ့ကွဲနောက်ကနေပြီးတော့သူ့ပါပေါ့သမား မသိပါဘူးမွန်ကိုဝစ်စုံလားမစ်ဂရန်နေစနက်ကော့စတူမ်လားတော့မသိတော့ဘူးနောက်ကလူတွေရဲ့ဝစ်စုံနေအောင်မေးပေးပါဦးကဲဒါဆိုရင်တိုင်းတော့အောက်ကနေရာကိုတက်ပြီးတော့ဆင်းလိုက်ရအောင်အာရေးတိုင်းတော့ကြားနေရပြီတိုင်းထဏရေးတကွန်ထင်းနေကဲတက်ကြည့်လိုက်ရအောင်နော်လိုက်ခဲ့ကြပါအောင် okay let's go let's go တော့ပါမယ်အမဆိုင်ကနဲ့လာလို့ကွာအဲ့လိုမှမဟုတ်ရင်4ကီလိုမီတာလောက်လမ်းရှောက်ရမှာလေအမလေးအဲ့မှနေဟိုမှန်စာပါသွားတာခရက်တီထားကုန်နေမယ်။နောက်ရက်တီတောင်လဲတိုင်းမှမဟုတ်ဘူးဆိုတော့အဲ့လိုမျိုးဟိုပတ်စံနည်းနည်းတုံးလိုက်ကွာတိလာဟိုကပေါ့ အသွားပြန်မှာ100တသိန်းဆိုတော့ဗီယက်နမ်ထောင်တသိန်းဆိုတော့ဟိုဘန်းငွေ100ပဲရှိရကွာအဲ့လောက်ဆိုတော့လည်းအဆင်ပြေလေနော်ဟိုမဟုတ်ရင်တော့မဘောတွေဘာတွေစီးနေရင်တော့မာဒီမှာဟိုချင်းမိုက်နေဘာတွေမှာဖန်ကောက်တွေဘာတွေမှာဆိုရင်တော့မအနည်းဆုံးကဘောတစ်ချောင်းတော့မ85ဘက်လောက်ပေးရတယ်ကွာဒီမှာဘက်တရားကိုမအသွားပြန်ဆိုတော့မစိုးပါဘူးကြည့်အရောဟိုဘယ်လိုပြောပြမလဲဟိုပင်မန်းရမယ်ဟို energy နေရာမှာနည်းနည်းလေးချွေတာလိုက်ပေါ့ဟိုအသုံးမလိုက်ပေါ့ကွာတနေ့နေရာမှာလည်းနည်းနည်းလေးရှော့လိုက်ပေါ့အဲ့လိုမျိုးဆိုတော့အဆင်ပြေမှာပါဒါဆိုရင်တော့တိန်းလို့သွားပြီးတော့ အာအောက်မှာရေတကုံမြင်နေရပြီကဲရေတကုံကဒီဘက်မှာအာသူ့ရဲ့ပုံစံလေးကမက်ကပ်ပေါင်နေတော့နည်းနည်းလေးစင်သေးတယ်အဲ့လိုပုံစံလေးကဲတော့ပြီတော့ကြည့်လိုက်ရအောင်ကဲဒါကတော့ Cap Cap Village ရဲ့နာမည်ကြီးတယ် အဲတိုးတက်တာပဲဖြစ်ပါတယ်ဘေးကတော့ရေတကောနဲ့ဆန်းချောင်းလေးရှိတယ်အဲသူပုံစံလေးကတော့ဝါဘီ4နဲ့တော့ဆင်ပါသေးတယ်အတိန်တို့ကဲဒီဘက်မှာတိန်တို့မြင်းသွားစစ်လို့ရတဲ့နေရာရှိရအဲ့လေသွားမယ်အခုလောလောဆယ်တော့ပထမအဆုံးနဲ့နေတော့အတိန်တို့ဒီဘက်ကဒီရေတကောကြီးစီကိုအတိန်တို့သွားလိုက်ရအောင်โอเคသွားလိုက်ရအောင်လား ဒီကက်ကက် village မှာနောက်ထပ်တစ်ခုလုပ်လို့ရတဲ့ activities ကပါလဲဆိုတော့ဒီမွန်ဂိုဘုဆောင်နယ်ဝက်ပြီးတော့ဒီမှာအမြင်းပူစီးကြတာကွယ်မြင်းပူကိုသွားပြီးတော့ဒုက္ခပေးကြအောင်ပါကဲသွားကြည့်လိုက်အောင်ကဲဒီမြင်းပူနဲ့ရိုက်မယ်ဆိုရင်တော့တစ်ခါရိုက်ကို Vietnamese တောင်း9000ပါကဲနောက်ပြီး Vietnam နိုင်ငံရဲ့နာမည်ကြီးလူမျိုးစုဖြစ်တဲ့မွန်ဂိုလူမျိုးတွေရဲ့ရိုးရအကတွေလည်းဒီမှာဖျော်ပြတဲ့ Theater လည်းရှိပါတယ်เนาะ ဒီယူရကပွဲတွေကပြတဲ့အချိန်ကနေ့လယ်12နာရီဆိုရင်စပြီးတော့ကပြပါပြီအဲ့ဒီတော့ဒီမှာစိတ်ဝင်စားရင်ဒီမှာထိုင်ပြီးတော့ကြည့်လို့ရပါတယ်လို့အသိကညွှန်ပေးလိုက်ပါတယ်နော်ကဲဒီလိုဆိုင်ကတော့အရန်ပူပါတယ်အဲ့တော့စပါလည်းပူပါတယ်အာနေ့လယ်ကင်း12 1 2 3အဲ့လောက်ကတော့ပူတယ်တဲ့အာ5 6 9လောက်ကနေစပြီးတော့အေးပါပြီကဲအဲ့တော့တိန်တော့အခုအာခဏသွားနားလောက်အောင်မယ်ကွနားဆိုင်ဆိုင်ဆိုင်အောင်ရှာပြီးတော့โอเคဒါဆိုလိုက်ခဲ့ချက်ပါအောင် ကဲအစာပြေလေးကိုတော့အသိန်းတို့ဒီမှာဆန်လုံးကြီးနဲ့ကြော်တယ်အဲ့မှာကျက်ဥထမင်းကြော်ရဲဒီမှာနာမည်ကြီးတဲ့စာပါဝတ်သားစာတီးလေးရဲ့အသိန်းတို့မှာလိုက်ပါတယ်ဒီနုံလေးရလည်းဗီယက်နမ်တောင်း9000 8000အတကင်လေးဆိုရင်လည်း3000 2000လောက်ပဲရှိရတဲ့အတွက်ကြောင့်မလို့ထွန်းကြည့်ကြပါလို့အသိငါညွှန်ချင်ပါတယ်နော်ကဖေလေးရဲ့ review လေးပြောပြပါအောင်လူမျိုးပြန်ပြီးတော့တက်ရတဲ့အရာစားလေးစက်ကောက်ကလူမျိုးပေါ်ပေါ်မှရတယ်ဟုတ်ပြီစီလန်စီလန်ကြီးရာစီစတန်နဲ့ဆက်ကပါတယ်အဲ့လိုမျိုး professional ဆန်နေနော်ရှင်တော့ဟုတ်ဒါ နော်တော်တော်လေးတော့လေမိမသားဆတ်ဆန်နေအဲ့လိုမျိုးလေးနော်တော်လိုက်တာဘသူသားသမီးလေးလည်းမသိဘူးတော့အော်အစ်စကန်ထားတော့အဲ့လိုမျိုးတော်တာပေါ့နော်ဟုတ်ကဲ့ပါသူတို့အားကြီးတမာတယ်အကိုလည်းအားစားပါတယ်နော်အမွေပေါ့ကမွန်ကိုရေတော့အာတနေကဝင်နေရမှာလေနော် အခုတနေတနေကမပြောနဲ့နှစ်နိုင်လောက်တော့မှမဝစ်ချင်တော့ဘူးအဲ့လိုမျိုးရန်ကိုကွယ်မချလိချလိနဲ့ကလုံကလုံနေနဲ့ မိုက်တာတော့မိုက်တယ်ကဲအဲ့တော့ဟိုတယ်ပြန်မယ်ကွယ်အခန်းရပြီဆိုတော့ဟိုတယ်ပြန်လာမယ်ညချမှာပဲအေးစင်လေးဆန်းဆက်ချည်ရင်းနဲ့ပဲစာပါမျိုးပတ်မယ်ကွယ်ကဲအဲ့ဆိုရင်အသိလို့ခဏနားလိုက်ပါဦးမယ်အဲ့ဆိုရင်ညနေဆောင်မှပြန်ပြီးတော့တွေ့မယ်ကွယ်ကဲအဲ့ဆိုရင်ဟိုတယ်ပြန်မယ်လက်တာအကုန် ready နော်အသိနဲ့သွားရင်အဲ့လိုမျိုး ready စက်တဲ့အကုန်စင်ပေးထားရယ်နော် ready ပဲနော်အဲ့လိုမျိုးပဲရောက်တာနဲ့အင်ကြီးတစ်ခါတည်းချော့ဒီမှာတက်စီသမား ready โอเคแกตั้วมั้ยกั่วหอดแปะมั้ยကဲဒါလေးကတော့စပါမျိုးရဲ့စမ်းဆက်ချိန်လေးမှာပဲမူသွားစမယ်ကွယ်အဲအခုကတော့ hot pot လေးသွားစခြင်းနဲ့ရသူတို့ကလည်းအလိုလိုမြူကိုလေးတွေနဲ့ဆိုတော့ hot pot စားမယ်အချိန်ကွာအဲ့တော့သွားစမယ်ကွယ်ပြုံနေတော့တတိယသွားရဲ့ကွယ်အဲ့လိုမြူအုံအုံမိုင်းမိုင်းလေးနဲ့ဆိုတော့ ကဲနောက်ပြီးတော့ဒီစာပါမှာဆိုရင်အဲ transportation ကတော့ Grab ကိုပဲသုံးကြပါ Grab ကတော့ဒီမှာအဆင်ပြေတယ်ဒါပေမဲ့ဟိုသူကလေဒီလိုမျိုးတောင်ပေါ်တွေမှာစောက်ထားရတယ်အဲ့လိုမျိုး resort တွေမှာတဲမိတယ်ဆိုရင်တော့ဒီလိုမျိုး main landmark တွေကိုလည်းနည်းနည်းဆင်းပေးလိုက်ပေါ့နော်မဟုတ်ရင်တော့ဟိုခေါ်ရတာအရန်ခတ်တယ်ကွာတိတာအဲ့တော့ဟိုကိုတဲတဲ့ resort ရဲ့အောက်ကတောင်ဆောင်လေးကိုဆင်းခဲ့ပြီးတော့မှဒီလိုမျိုး main road တွေရှိရကွာ main land တွေမှာတွားပြီးတော့ရက်ပြီးတော့မှ Grab ကိုငှားပြီးတော့စီမဲ့ဆိုရင်တော့ပို့ပြီးတော့အဆင်ပြေပါတယ်နော်ဒါလေးကတော့ transportation အတွက်အသိညွှန်ပေးစင်တာလေးပါ ဲဒါဆိုရင်တိတ်လို့ဆက်ပြီးတော့ရေကဲကြီးတက်မှရှိတယ်ဟော့ပေါ့ဆိုင်ကိုတွားလိုက်ပါမယ်ကဲဒါဆိုတိုက်ခဲ့ကြပါအောင်ကဲဒါတော့ Hopper Center ဆိုရဲအဲဒီစပါမှာနာမည်ကြီးတဲ့ Hopper ဆိုင်ကိုရောက်ပါတယ် Vietnamese Hopper ပါကဲဒါဆိုရင်အသိပထမဆုံးစပြီးတော့ try ရှိပါမယ် Vietnamese Hopper ဘယ်လိုရတာရှိလဲဆိုတော့အဲဒီဘက်ကကျတော့တို့ဟိုကန်ကြီးကွာအရန်လာတယ်ကွာဒီကတို့ရဲ့ဒီကဘာကျော်တဲ့ကန်ကြီးအဲ့ကန်ကြီးရဲ့ဘေးမှာရှိတယ် Hopper Center ပါ နောက်ပြီးတော့ဒီဘက်တလန်လေးလည်းလာတယ်ပြီးရင်အသိန်းတော့ဟော့ပတ်ဆပ်ပြင်လိုက်ပြပြီမှာကွာโอเคဒါဆိုရင်ရောဆိုတော့ site နဲ့ဝင်လာအောင်ဘိုက်စနေပြီโอเคသွားလိုက်အောင် let's go ကြဆိုင်ကတော့ဟိုသူတို့ VPN style ပုံစံမျိုးပဲသူတို့တရုတ်ယဉ်ကျေးမှုတွေလွှမ်းခြုံထားတဲ့အတွက်ကြောင့်မလို့ site နဲ့ကျဲရတယ်ကွာ site တကျဲနဲ့အလုပ်စပွဲကြီးကြီးတွေတကျဲကြီးတွေအလုပ်ပုံစံမျိုးတွေရှိရတယ်ပုံမှာတော့ကြည့်တာဆိုရင်အသိန်းတော့သွားပြီးတော့ထိုင်ကုန်ရွေးလောက်အောင်ပဲကွာရောက်သွားရတော့တကယ်ချင်းနေရအောင်ပါမှာမဲသူတို့ location အောင်ယူတတ်တယ်ဟုတ်နေရပဲဩယူတတ်တယ်နော် ပညင်တော့ရွေတက်တယ်နော်အရမ်းမဲရှင်နော်အော်ဟုတ်ကဲ့ဟုတ်ကဲ့ဒီကစားဖို့လာပေါ့နော်စားရင်လည်းစားကြမယ်အင်းစားရင်လည်းစားကြမယ်စားရင်လည်းစားမယ်စားမယ်စားမယ်ကောင်းပါလား ကဲအခုမြင်တွေ့နေရတာလေးကကြတော့ Vietnamese style hot pot ပဲဖြစ်ပါတယ်။ဈေးနှုန်းလေးကကြတော့ Vietnamese style 9သိန်းခွဲပေးရပါတယ်။ဒါပေမဲ့3ယောက်အဝစားလို့ရပါတယ်နော်။ကဲဒီထဲမှာသူတို့ကတော့အဓိကငါးစားကြပါတော့။ငါးအသားလွှာလေးရဲ့စက်သားလေးတွေဝက်သားလေးတွေနဲ့အဲ့လိုမျိုး Vietnam ပြုတ်ရည်လေးနဲ့အဲ့လိုပေါ့ပေါ့ရွှတ်ရွှတ်နဲ့စားကြတာပါ။နောက်ပြီး DV Vietnam နေရာကြတော့အရွက်တအားစားပါတယ်။အသားထက်အရွက်ကိုပို့ပြီးတော့ hot pot မှာပို့ပြီးထည့်စားကြပါတယ်နော်။ အဲ့ဒီအတွက်ကြောင့်မို့လို့ကိုကအသီးပဲတိတ်မစားဘူးဟောပေါ်စားရင်အသားများများစားတတ်တဲ့သူတွေအတွက်ကတော့ဒီမှာအလကပိုရှင်နေနဲ့ထပ်ပြီးတော့မှလို့ရပါတယ်လို့အသိကညွှန်းချင်ပါတယ်ဈေးနှုန်းကတော့အသားပန်းတစ်ပွဲကိုအနည်းဆုံး3သိန်း4သိန်းကနေပြီးတော့စပြီးတော့ရှိပါတယ်နော်။ကဲယူရိုပြည်ဦးတွင်နေကလောတွေသွားလဲရင်လေဟော့ပေါ်စားသလိုပဲဒီဗီယက်နမ်နိုင်ငံစပါမျိုးကိုလာလဲရင်လေဟော့ပေါ်စားပါလို့အသိကညွှန်းချင်ပါတယ်။ကဲရှယ်ပဲကွယ်ဒီမှာထမင်းကလည်းတန်တယ်ကွယ်နော်စေနာရှိတယ်။ကဲဒီမှာလည်း ဒါပါတော့အရွက်မိနေတာပါဘောရခါညွန့်အဲဘောရခါညွန့်ကျော်ရှယ်ပဲကွယ်ပူလောက်နေရလေခမလေးနဲ့စာရှယ်ပဲစာမပေါ်ပါသေးနဲ့ဒါဆူတောင်းမှာအင်းဆက်ရတဲ့အဒုက္ခလေးဟင်းအဆိုရင်ညာစာကိုခေါ်ပေါ်လေးရခမလေးရနဲ့ဆွဲလိုက်မယ်ကွယ်ကန်ကြီးရပြီမှာကဲညာတိုင်းစောင်းရတီအမြဲတမ်းရောက်နေတယ်ဒီစာပါမျိုးလေးမှာထမင်းပူပူလေးစားလိုက်အရွက်ကြော်လေးစားလိုက်ဟော့ပော့လေးစားလိုက်နဲ့တကယ်ုံမအောင်ပါရာဒိုက်စ်ပါပဲတကယ်ုံနိဗ္ဗာန်ပုံမှာ ကဲအဲ့ဒီတော့ပြောနေရကြတယ်ပတ်စံနေစုပြီးတော့စာပါကိုသွားပြီးတော့လဲကြပါလို့အသိငါပြောချင်ပါတယ်เนาะအရသာလည်းအယံကိုကောင်းနေဆိုင်နေရလက်စီနာရှိပါတယ်ကဲစာပါမှာမြို့ဘယ်လောက်ကြလဲဆိုအခုချိလိုက်ပါတော့နောက်မှာရေကူးရင်ငွေတွေနဲ့အဲ့လိုမျိုးစုပြီးတော့ဒီကန်ကြီးထဲနာကိုလို့ပြောသွားနေကွာတကယ်ုံမိုက်တယ်အဲ့တော့သူကဘယ်လိုပြောမလဲတောင်ဆွဲတွေရဲ့ဘေးမှာစောက်ထားတဲ့မြို့ဖြစ်တဲ့အတွက်ကြောင့်မို့လို့အများအားဖြင့်အဲ့လိုမနက်ဆွဲတွေလည်းမြို့တွေအပြည့်နဲ့အဲ့လိုမျိုးမိုက်တယ်ကွာဒီကအဲ့လို တော့အဆွဲတက်ကန်ရှိတဲ့လူတွေအေးအေးကြိုက်တဲ့သူတွေကတော့ဒီစပါကိုသွားတော့အကောင်းဆုံးပါပဲဟိုတချို့ပြောကြရဲအဲ့လိုဝေသာကတော့အဲ့လိုမျိုးကိုယ့်ရဲ့ကတ်တရားပေါ်လည်းမူတည်သေးတယ်ကွာအခုအတိန်တို့လာရဲ့ဆံမိုးတွေဒါမှမဟုတ်မိုးရွာဘူးအရန်ကောင်းတယ်အဲ့လိုပုံစံမျိုးအဲ့တော့မိုးရွာရင်လည်းခဏပဲကွာအဲ့တော့မိုးရွာပြီးရင်ပြန်ပြီးတော့လဲလို့ရပါတယ်ခဲ့ဒါဆိုရင်အတိန်တို့ဆက်ပြီးတော့ဒီစပါမျိုးဒီပတ်ဝန်းကျင်မှာမီးလက်လာလေးရှိတယ်ကွာအဲ့ပတ်တောင်သွားပြီးလည်းလိုက်ရအောင်ဒါဆိုသွားလိုက်ရအောင် let's go ကဲဒီအသိန်းတို့မြင်တွေ့နေရတဲ့လမ်းစုံကြီးနေရာကစာပါမျိုးရဲ့ဒေါင်းတောင်းမှာ ကဲဒီစာပါမြို့ရဲ့ downtown area မှာလည်းတကယ်မောင်းမီရောင်စုံနေတဲ့အတူဒီမှာ restaurant နေစားသောက်ဆိုင်နေအကုန်အပြည့်ပါပဲเนาะအဲ့ဒီတော့ကိုကတွတ်ထားတဲ့ budget နဲ့ချိန်ပြီးတော့ဒီမှာစားသောက်ဆိုင်နေကိုရွေးချယ်ပြီးတော့စားသုံးနိုင်ပါတယ်နောက်ပြီးတပ်ပုံရချင်းနဲ့ကိုကိုမမရဲ့အတွက်ကလည်းဒီလမ်းစုံနေရာမှာ lighting ကောင်းလွတ်တက်ချမလို့ဒီ location spot မှာပဲရိုက်ပါလို့အသိငါညွှန်ပေးလိုက်ပါတယ်နော်။ကဲမေးအရောင်စုံဘောင်းစုံနဲ့အရန်ဝလာရယ်ကွယ်။ တကယ်တကယ်မိုက်တယ်အဲ့တော့အသိန်းတော့ထပ်ပြီးတော့ဒီတလန်းလုံးကိုရှောက်ပြီးတော့ကြည့်လိုက်ရအောင်ဒီမီဒီယာလင်းထိတ်နေရပဲမတည့်တရုတ်ပြရောက်သွားတယ်လို့ပဲโอเคသွားလိုက်ရအောင် let's go အဲဒီလမ်းလေးကကြတော့ Sun Wing လို့အာ Vietnam လို့အတန်းထွက်တယ်ကွာဒီ Sun Wing လမ်းလေးကဟိုတလန်းလုံး restaurant နေအဲ့လိုမျိုး coffee sign နေအဲ့လိုမျိုးအပြိုင်ဆိုင်ကွာမီဒီအပြိုင်ဆိုင်နေတော်တော်များဖွင့်ထားတဲ့လမ်းမှာဒီလမ်းကိုလာပြီးတော့လဲစားပါလို့အသိရတော့ညွှန်ချင်ပါတယ်ဘာလို့လဲဆိုတော့ဒီမှာအဲကန်ကြီးရဲ့ဘေးမှာပဲရှိရဒီ Sun Wing လမ်းကအဲ့တော့အရန်လာတယ် ရည်ဆိုမီရောက်နေနေဆိုတော့မသိရင်ဟောင်ကောင်တို့အဲ့လိုမျိုးဟန်ရှန်ဟိုင်းတို့ရောက်တော့ပုံစံမျိုးလေးလေးရရဲကွာမနက်ခင်းဆိုရင်အဲ့လိုမျိုးဟိုကက်ကက်ဗီလေ့ချ်တို့ဘာလို့တော့လဲပြီးတော့ညချိုင်ဒီလိုမျိုးဟိုတယ်မှာညနေ့လည်းပြန်အိတ်အိတ်ပြီးတော့မှပဲအေးစလေးညနေခင်းမှာပဲဒီလိုမျိုးရှုပ်ဝင်းလန်ဟိုတော့ပတ်ပြီးတော့အဲ့လိုမျိုးတညတာကိုဖုံးဆောင်ရတာရမ်းလိုက်ပါတယ်နောက်နေ့ချရင်တော့အသိန်းတို့လိုပဲတောင်းတတ်တယ်ကွာ ကဲဒါဆိုရင်အရင်မိုက်ပါရဲအဲ့တော့ support တကယ်လို့လာမယ်ဆိုရင်တော့နှစ်ရက်လောက်တော့အချိန်ပေးတယ်ဆိုတော့တင်းကတော့အရင်လုံးလောက်ပါတယ်တော့တရားပြောချင်ပါတယ်အနည်းဆုံးတော့နှစ်ရက်တော့အချိန်ပေးရင်တော့လောက်ပါတယ်တရားထဲဆိုတော့အဆင်မပြေပါလို့ဆိုတော့တောက်ဆွဲတောက်ကြားတဲ့ခြေထဲမှာဆောက်ထားတဲ့ဖြစ်တဲ့အတွက်ကြောင့်မို့လို့အာသွားလင်မယ့်နေရာတွေကဆက်တော့တနေရာစီးတနေရာနည်းနည်းဝေးရပါအဲ့လိုလည်းရှိပါတယ်ဟာနိုင်လည်းလာရင်မလားတလန်းတော့လို့ပဲမီးတွေမှာရောင်စုံအောင်အဲ့လိုမျိုးထုံးထားပါအရင်မိုက်တယ်ဒီဘက်လန်ကြည့်လဲမီးတွေပဲဟိုဘက်လန်ကြည့်လဲမီးတွေပါပဲဒါကတော့ဆိုဗင်းနန်းပါ စာပါမျိုးရဲ့မျိုးလည်းကောင်းပဲဖြစ်ပါတယ်ကေဒါဆိုသိန်းတို့ဒီနားပတ်ဝန်းကျင်မှာလည်းစာပါစတေရှင်ရှိရဲအဲ့ဒါကြတော့အသိမနဲ့ချက်မပြိုက်ကြတော့ကေဒါဆိုသိန်းတို့ထပ်ပြီးတော့ဘာရှင်သိလဲဆိုတော့ဒီဘလော့လေးမှာချိပေးချက်ပါအောင်ကေတော့လိုက်ရအောင် let's go ကေဒီစာပါဆိုရဲမျိုးလေးကဟိုမိုက်တယ်ကွာဒီလားဘယ်လိုပြရမလဲဆိုင်ကယ်တွေဒီဆိုင်ကယ်တွေကဖယ်လိုက်ဆိုင်ကယ်တွေမရှိဘူးဆိုတော့လုံးဝလာယူရော့ပဲတော်ဟုတ်လားအဲ့တော့အေးစတန်လေးပဲနေလို့ကောင်းတယ်အဲ့တော့ တောင်တန်းတွေကိုစိုက်တယ်ဥမာဆိုကလော်တို့ပြုံနေတော့စိုက်တဲ့သူတွေတောင်တန်းတွေကိုသွားပြီးတော့လဲပတ်ချင်တဲ့သူတွေအတွက်ဆိုတော့စပါအကောင်းဆုံးပဲအဲဟန်နွိုင်းကတော့တည့်ရတိုင်းပဲမျိုးကြီးဖြစ်တော့တဲ့ကြောင့်လို့တိတ်ပြီးတော့အဲ့လိုမျိုးဂျင်းထဲမဲ့လူတွေရံများတယ်စပါလူရောတကယ်ကိုအဲ့လိုမျိုးစိတ်ထားလဲကောင်းတယ်ကွယ်အဲ့တော့ခေါ်လဲခေါ်ရွေးချတယ်အဲ့လိုတိုင်းတိုင်းဖြစ်တာလဲတချောင်းပေါ့နော်ကဲဒါဆိုရင်တင်းတို့ဆက်ပြီးတော့အဲတနေရာကိုခေါ်သွားမယ်ကွာ intro လေးပေါ့မနေ့ဖြန်မှာပဲအသိတိတိရိုက်ပြပေးမယ်အဲ့တနေရာအချာအဲ့ဒါအချာပဲနေရာလဲဆိုတော့အာဒီစာပါရဲ့နာမည်ကြီးတဲ့ကဘာကျော်နေရာတစ်ခုဖြစ်တဲ့ စာပါပလာဇာပါစာပါစတေရှင်လို့လည်းလူသိများတယ်အဲ့ကနေပြီးတော့တိုင်းတို့အာ train station ပေါ့နော်ကဲသူကတော့ဒီဘက်မှာပါโอเคဒီနောက်ကလူတွေခဏခဏဒီစာပါလာတယ်တပွင့်ရေးချတဲ့စာပါစတေရှင်ကဲအဲ့ကိုခဏလေးတယိုလေးလိုက်ပြမယ်ကွယ်ခေလိုက်ကြည့်ပေးစားပါအောင်နာပါတယ်တေုံမဲလို့လေကလေးလေးတော့အဲ့လိုပြပြီးတော့အမေကဒီဘက်မှာဒီမျိုးလောက်ကြကွယ်တနာပါတယ်ကလေးတွေကအဲ့လိုမျိုး ထောင်းစာခိုင်နဲ့ကပြီးတော့ကဲဒါဆိုရင်အသိန်းဆန်ပလာဇာထဲမှာသွားပြီးတော့တယိုလေးတစ်ဖြက်လေးအမိုင်းလေးတစ်ဖြက်ပေါ့ကွယ်တစ်ချက်လေးလိုက်ပြီးတော့ကြည့်ပေးစားပါအောင်နော်ကဲဒါကတော့ဆန်ပလာဇာရဲ့ဝင်ပောက်ပဲဖြစ်ပါတယ်ဒီမှာအသိန်းတော့ Fancy Ban Sun Wall Legion ကိုသွားပြီးတော့လဲမယ်တစ်ကတ်တွေအကုန်လုံးဒီမှာပဲဝယ်ရမှာပဲဖြစ်ပါတယ်ဒါဆိုရင်အသိန်းတော့အပေါ်မှာထပ်ပြီးတော့တယုတ်လေးသွားပြီးအမိုင်းလေးပါလေးရှိလဲသွားကြည့်လိုက်ရအောင်နော်လိုက်ခဲ့ကြပါအောင်တပ်ပုံရဲ့ရှင်နဲ့ကိုကိုမမရဲ့အတွက်ကလည်းဒီနေရာလေးမှာလာပြီးတော့ညဘက်မှာလာပြီးတပ်ပုံရိုက်ပါလို့အသိန်းကပြောချင်ပါတယ် မရှိပါစနာဆိုပြီးတက်လာကွယ်ဟိုမှာတစိမ့်ပဲကြည်လိုက်သူမှမရှိဘူးမြမအုံကြီးနေနဲ့ကိုပဲရှိတယ်ကွယ်တမီးတို့ဒီချိန်ပဲသွားချမလို့လဲငါတိုင်ကိုဟေးပြက်ကွယ်နေပါပဲကဲဒါဆိုဆင်းလိုက်အောင်အပြက်စင်မအပြက်စင်မအောက်မှာ star pack တွေ့ခဲ့တယ်လို့ star pack ပဲရှိမှာဒီဘက်မှာကဲ sam plaza ဘာမှမရှိတဲ့အတွက်ကြောင့်မလို့သူ့ရဲ့ဒီဘက်ဘေးမှာပဲရှိတယ်ဒီ souvenir shop မှာပဲအသိနိုးဒီမှာအိမ်ပြန်လက်ဆောင်လေးတွေဘာညာတက္ကမတ်ကလာလေးဝယ်လို့ရပါတယ်ဈေးလုံးလေးလည်းမစိုးပါဘူးတန်ပါတယ် ။ဆန်လေးရဲ့နာမည်က My Souvenir Shop လို့ခေါ်ပါရယ်။အသိန်းတို့ဒီ Sun Plaza ကြီးလေ။နာမည်ကြီး Sun Plaza ကြီးရဲ့ဘေးမှာပဲဖွင့်ထားရယ်။အဲ Souvenir Shop ပါ။ဈေးလေးအဆင်ပြေတယ်။အဲ့တော့ဒီစာပါရောက်ရင် Souvenir Shop တွေဝယ်ခြင်းနဲ့လက်ဆောင်ပစ္စည်းဝယ်ခြင်းနဲ့ဆိုရင်ဒီမှာ My အဲ Souvenir Shop ဆိုတဲ့ sign တွေကိုလာဝယ်ကြပါတော့တရားညွှန်ချင်ပါတယ်နော်။ကဲဒါဆိုရင်တိတ်နိုးထပ်ပြီးတော့ဟိုမနက်ဖြန်ကတောင်တက်မှာဆိုတော့နည်းနည်းလေးအတွေ့အကြုံသွားကြည့်လာအောင်ပဲကွ။မှားမယ်နော်ဒီမှာ MM မဟုတ်တဲ့ MM မဟုတ်တဲ့ MM နော်။ဖာမဟုတ်တဲ့ဖာနော်။ စားစာဖာလို့ပြောရအောင်ဖာမဟုတ်ပြည့်ဆိုတာဖာမဟုတ်နော်ဖာဖာနော်အရှိမလားညာတော့ဂျင်တော့နဲ့တောက်မယ်ကွယ်အဲ့တော့အသိတော့ဂျင်လည်းဝယ်လာတယ်တော့နဲ့တော့မရှိဘူးအဲ့တော့ဟိုဟာ 7m နဲ့တောက်မယ်ကွယ်အဲ့တော့ဒီနေ့ vlog လေးကတော့ဒီမှာပဲအသိအဆုံးသတ်လိုက်ပါရတယ်အဲနတ်ဖြန်သိန်းတို့စပါ day 2ကိုတော့တောင်းတက်ပါမယ်အဲ vlog လေးကတော့တသက်အသိန်းတစ်ပိုင်းသွားလိုက်ပါမယ်ကြာတာဆိုရင်အဲ blog လို့လည်းကြည့်ပေးချပါအောင်လို့တရားပြချင်ပါတယ်။ကြတာဆိုရင်ကြည့်မကြတဲ့သူတယောက်ချစ်စီတိုင်းကိုချစ်စုများပဲတင်ပါတယ်။ဒီနောက် vlog တွေကြပါပြတွေ့ပါမယ်။အားလုံးပဲတတား။